ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိတူဆိုတဲ့အထိပ္ပာယ်ကိုပြောတာအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာတိချရာတွေကိုအကုန်တိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုတိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုတိတာလက်တဆုပ်စာလေးပဲတိတယ်မြတ်စွာဘုရားတိတာကတော့လက်တဆုပ်စာမကဘူးအများကြီးတိတယ်မြတ်စွာဘုရားကတခါဟောတယ် တတော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လာငါလက်ထဲကတိရွက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်အားများတော့ဆိုတော့ကျန်းတွေကိုမေးတော့ရန်တွေကအရှင်ပြားတဲ့တော်ထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ပြားလက်ထဲရှိတဲ့တိရွက်ကဘလောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့တရားတွေလိုပဲအများကြီးပဲငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တရားဆုပ်ကလေးလောက်ပဲဟောတာတဲ့